မြေအိုးလေးတွေတည်ကုန်ပြီ။စာရေးခင်မီထားရှင်မြောင်ဂျွန်။ပကြီးခင်ဂျုံဟွာ။အတန်းခင်မီထား။မြန်မာပြည်ရဲ့အလဲပိုင်းမှာထမ်းမြင့်တွေအများကြီးရှိတဲ့ထန်းတော်ဆိုတဲ့ရွာတရွာရှိတယ်။အဲ့ဒီရွာမှာတိတ်ကိုညံရီများတဲ့ကိုလူလဲဆိုတဲ့လူရွယ်တယောက်နဲ့လောဘကြီးလွန်းတဲ့ မလောပါဆိုတဲ့အတော်ကြီးတယောက်ရှိတဲ့တနေ့မှာကိုလူလေဟာမလောပါရဲ့အင်းရှိဖျက်လျှောက်သွားရကမလောပါရဲ့အင်းရှိကမြေအိုးကြီးနှလုံးကို တွေ့သွားတယ်။ဒါနဲ့ကိုလူလေဟာ လောဘတွေတက်လာတဲ့အဲ့ဒီမြေအိုးနှလုံးကိုလိုချင်လိုက်တာဘယ်လိုလုပ်ရပါနောက်တနေ့မှာကိုလူလေဟာမလောဘရဲ့အင်းကို ရောက်သွားတယ်။ဒေါ်လောဘ အဲ့ဒီမြေအိုးနှလုံးကိုခဏပင်းငှားပါလားဘာလို့လဲကိုလူလဲကျမသိတံပိုးထားတဲ့မြေအိုးတွေကျွန်တော်နောက်တစ်ပတ်ကျရင်တေချာပြန်လာပေးပါမယ်မလောဘဟာကိုလူလဲကသူ့မြေအိုးတွေငှားပြီးပြန်မပေးမှာစိုးရိမ်မိတယ်ကျမသိတံပိုးထားတဲ့မြေအိုးတွေပြန်ပေးရမှာနော်နောက်တစ်ပတ်ရောက်တော့ကိုလူလဲဟာမြေအိုးကြီးငါးလုံးနဲ့အတူရောက်လာတယ်မြေအိုးကနှလုံးမဟုတ်ငါးအိုးတောင်ဖြစ်နေတာပေါ့ ဒါကိုတွေ့တော့မလောဘကအံ့ဩသွားပါလေရော။ကျမမြေအိုးနှလုံးမဲပင်းကားလိုက်တာဘဲနဲ့လုတ်ပြီးငါးလုံးတောင်ဖြစ်သွားတာလေလို့မလောဘကမေးလိုက်တယ်။မြေအိုးနှလုံးကတပတ်အတွင်းမြေအိုးသုံးလုံးတောင်မွေးလိုက်တယ်ဗျာလို့ကိုလူလေကပြောတယ်။ကျမမြေအိုးတွေကမြေအိုးကလေးတွေမွေးတာကိုမလောဘဟာအဲ့ဒီစကားကိုမယုံပေမဲ့မြေအိုးငါးလုံးကိုတော့လိုချင်တက်မဲ့သွားတယ်။ ကျမမြေအိုးတွေကမြေအိုးကလေးတွေမွေးတယ်တော့ကောင်းလိုက်တာလို့ပြောပြီးမြေအိုးငါးလုံးစလုံးကိုလက်ခံလိုက်တယ်။နောက်ရက်ကျတော့ကိုလူလေကပြန်ရောက်လာပြန်နေဒေါ်လောဘကြီးခမမြေအိုးနှလုံးပြန်ပေးငှားပါအောင်မလောဘဟာဒီတခါတော့မြေအိုးတွေအများကြီးရတော့မယ်လို့စိတ်ကူးမိပြီးအေးအေးမြေအိုးငါးလုံးစလုံးယူသွားလို့ပြောလိုက်တယ်။ဒါပေမဲ့နောက်တနေ့ကိုလူလေဟာလက်ဗလာနဲ့ရောက်လာပြီးတော့ ဒေါ်လဘဒုက္ခပဲဗျာမြေအိုးတွေအားလုံးသေးကုန်ပြီ။ဘာပြောတယ်။မလောဘကဒေါသတကြီးနဲ့လူလိန်ကြီးမြေအိုးတွေဘယ်လိုလုတ်သေးနိုင်မလဲလို့អော်ပြီးပြောတယ်။အဲ့ဒီအခါကိုလူလေကဒေါ်လဘခမည်းမြေအိုးကမြေအိုးကလေးတွေမွေးတယ်ဆိုတော့ကတော့ယုံပြီးမြေအိုးတွေသေးကုန်ပြီဆိုတာတော့ဘာလို့မယုံတာလဲ။ခမည်းမြေအိုးတွေတကယ်သေးကုန်ပြီဗျ။ လို့ပြောပြီးထွက်သွားပါလေတော့တယ်။အောင်မလေးငါလောဘကြည့်ပြီးပါလား။ဟီ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 ဒီလိုနဲ့အကြံဉာဏ်ကြီးတဲ့ကိုလူလေဟာမြေအိုးငါးလုံးကိုပိုင်းဆိုင်သွားပြီးလောဘကြီးလွန်းတဲ့မတ်လောဘဟာလိုချင်လွန်းအကြီးလွန်းလို့သူတိတ်နေတဲ့မြေအိုးတွေအားလုံးဆုံးရှုံးသွားပါတဲ့ကွယ်။